ကဲကိုစီစာညစီစာစီစာကြောင်လားကြောင်လားတော့ကျွန်တော်တို့ကတော့ဒါသိပြီးသားပါပဲဟုတ်လားကိုစီစာကြောင်လားအဲအဓိကစီစာကြောင်နဲ့အတွက်စိမ့်ကောင်းတယ်စိမ့်ကတတူပတ်သူလူပညာနယ်မယ်လေတူပတ်သူပေးထားတာပို့နေပြောရမဆိုကိုစီစာကိုစသတိကလူပဲ73နှစ်လောက်ကဩကြပြီပေါ့အဲ့ဒါဆိုစသတိတဲ့ချိန်တော့စပင်တိုလေးနဲ့ဒီလိုပုံသမဟုတ်ဘူးရုံးဝန်တန်းဟိုပါဆိုတော့ဩဟုတ်ကဲ့ကိုရတငချင်းရှိမှတော့ဝန်တန်းဟုတ်တော့ပေါ့ရုံးဝန်တန်းပေါ့ office ဝန်တန်းတချင်းနေစုံမှန်းလည်းမသိဘူးဩ အဲ့လိုပဲခင်ခဲ့တာဗောနော်အဲ့အချိန်မှာတော့အခုတခုထွက်ပြီးပြီးတော့အခုကြားထားတယ်ဒါအခုမှပြန်သိရတယ်อืมပြီးခဲ့တဲ့မချသေးခင်နှစ်လောက်ကသူ့ကိုပွဲတော်ဘုံမှာပြန်တွေ့တဲ့အချိန်မှာအရင် amazing อืมသူကလာနှုတ်ဆက်တယ်အခုကျွန်တော်မှတ်မိလားဟာအဲ့တော့မှအခုကသူ့ကိုကြိုက်လုံးဝကြည့်လို့အောက်ကနေနားထောင်နားထောင်သူစိုးနေတာကိုနားထောင်နေတာအဲ့တော့မှဘာလို့အစောကြီးတည်းကကျွန်တော်တို့တွေမပြောခဲ့တာလဲပေါ့နော်ဟိုအများကြီးကျွန်တော်တို့ဒီနုပညာဒီဂီတာကျွန်တော်လုပ်လေတာအခုကျွန်တော် ဒါရိုက်ကူးတွေလုံးပါပေါ့ကျွန်တော်အားနာလို့ပါတဲ့ဩစဉ်းစားကြည့်လိုက်အဲ့တော့ဘာဖြစ်ဖြစ်ကိုစည်းစားအနေနဲ့ကဲအရင်တည်းကအခွေထွက်လာတဲ့အကြောင်းတွေဒီလောကမှာဒီလိုမျိုးခဏပျောက်သွားပြီးငြိမ်နေရတဲ့အကြောင်းတွေခုမှပြန်ပေါ်လာတဲ့အကြောင်းတွေအဆုံးပြည့်သက်တွေကိုကြချပြပါဦးဟုတ်ကျွန်တော်ကနေရလေဟုတ်ကဲ့ဆက်ပြီးတောင်းမယ်တောင်းကြီးဖက်ကပေါ့ဩကျွန်တော်2010တော့ကျွန်တော်အဖွဲခွေလေးပေါ့ဟုတ်ကဲ့တော့တကယ်ချင်းနဲ့လုတ်တယ်လုတ်ပြီးတော့ကျွန်တော်2010နှစ်ကုန်ခန်းကြီးမှာရန်ကုန်တက်လာဟုတ်ကဲ့ အဲ့တော့ညကောအစိမ်းလေအတိလည်းမရှိဘူးကျွန်တော်တကယ်ချင်းနေရောက်တက်လာပြီးတော့အမ်အဓိကတော့နေဖို့ထိုင်ဖို့စားဖို့နေရေးအတွက်ပေါ့ဟုတ်ကဲ့အဲ့ဒီအတိတယောက်အကူနားမှာတလဲဆိုတော့ပဲသူနမှာဝင်နှန်းဝင်လောက်လိုက်တော့လုံရင်းနဲ့ဒီဂီတာနဲ့ဝေးတော့ပေါ့ဂီတာလည်းမကင်နိုင်ဘူးနေရာတော့မကင်နိုင်ဘူးအဲ့ဒါ2017ကနေ2015 16လောက်ထိအဲ့ဒီအယောင်းဝင်နှန်းနဲ့တော့နေပြီနောက်ပိုင်းမှာ ဘယ်လိုစဉ်းစားလဲဆိုတော့ငါရံကိုတက်လာတာဒီတချင်းဆိုချင်းလို့ပေါ့နော်ဟုတ်ကဲ့အခုငါလုံနေတာအလံကြောင်အရင်ဝေးနေတော့ပေါ့ဝေးနေဆိုတော့တခုခုဆုံးဖြတ်မယ်ပေါ့ဆုံးဖြတ်ပြီးတော့တေချာပေါ့တော့အလုံးထွက်လိုက်ရင်တေချာပေါ့ခွေးရှိတော့မှာဟုတ်ကဲ့အလုံးမရှိဘူးလေညကမနေဘူးအတိကျရမ်းလည်းမရှိတော့ရုံးဆုံးဝိုင်းရင်းနဲ့အရင်စားဟုတ်တယ်ဟုတ်တယ်စားတော့သူကအလုံးထွက်လိုက်မယ်ပေါ့ထွက်လိုက်မယ်ဆိုတော့အဲ့ဒီအဲ့ချိန်မှာကွန်ပဏီတခုကိုရီးယားကွန်ပဏီကားကွန်ပဏီမှာရောက်နေတဲ့အချိန်မှာအမှတချင်းလေးရေးဖြစ်တာပေါ့ဒီဂီတာနဲ့မဟုတ်ဘဲနဲ့ရေးဖြစ်တော့အဲ့တချင်းလေးတီးချင်တာနဲ့ အာအခုတရားမိတ်ဆက်ပြီးလဲ KB ဆရာကောင်းလေးနာသွားပြီးတော့တီးလိုက်တာတီးရင်လည်းအလုပ်ထွက်ဖို့ဟိုသာဖြစ်သွားပေါ့ဟုတ်ပို့ပြီးတော့အတောင်ပြချက်ရလာရလာတော့အခိုင်လုံးတော့ပထူးကဘာဖြစ်ဖြစ်ဒီဂီတာလောက်ကလည်းပြန်ဝင်တော့မယ်ဆိုပြီးအမှဝင်ရင်းနဲ့အဲ့ဒီချင်းတွင်းဖြစ်တော့ပေါ့တွင်းဖြစ်ဒါပေမဲ့အခုထိမထွက်ဘူးအဲ့ဒီချင်းဟုတ်ကဲ့အတောင်မျိုးမျိုးတောင်ပေါ့အမှလည်းအလုပ်ထွက်လိုက်တော့အလုပ်လည်းမရှိတော့ဘူးအမှစားဖို့နေရင်းနဲ့နေရေးထိုင်ရခက်ခဲတော့ဟုတ်ခက်ခဲတော့တော့အမျိုး အတန်ဖန်းအင်ဂျင်နီယာပေါ့အမျိုးလေးလိုက်လို့လို့ရနေဒီကိုတချင်းတော့မလုံနိုင်မလုံနိုင်အကြားထဲမှာတော့တချင်းလေးတပုတ်တပုတ်ဆားတော့ရောင်းရတယ်ဟုတ်ကဲ့ရောင်းပြီမဲ့လေကန်ကြောက်လားဘာလာတော့မသိဘူးတချင်းနေရသူ့ဝယ်တော့တချင်းနေမထွက်တဲ့တချင်းနေရောမပေါက်တဲ့တချင်းနေရောဖြစ်အမျိုးနေလာတာပေါ့နေလာရင်းနဲ့ဒီ2018လောက်မှာမှကျွန်တော်တပုတ်ပြန်စားလို့ဖြစ်တာဟုတ်ကဲ့ဟုတ်လားလေအဲ့ဒီရေကြောမှာအဲ့ဒီအတိတ်ရောက်အိမ်မှာနေရင်းနဲ့ညအကြီးအမျိုး လုံးဝလမ်းပြောင်းနေတဲ့လူတယောက်ပေါ့အဲတူအဲ့ဒီကြောင်းလေးရေးဖြစ်တာပေါ့ရေးဖြစ်နေတယ်အဲ့လားလေးစားလုပ်ဖြစ်တာစားလုပ်ဖြစ်ရင်လည်းအဲအပူမှုပြောင်းဝင်သွားပေါ့ပူပြောင်းဝင်သွားပြီးတော့အဲဒီလောကထဲမှာအမျိုးရောက်လာတော့ရေဘေးတွေပါနေတော့လေကျွန်တော်2015 16လောက်တော့ဟုတ်နာကိ နာဂေနာဂေမဟုတ်အဲ့တော့ရေဘေးအကြီးကျယ်အဲ့ကောလင်းလို့ပဲလို့ရေဘေးအကြီးကျယ်ဖြစ်တော့နာဂေ2008 2008ဟုတ်တယ်အခု2056ကျေးဇူးအဲ့ရေဘေးတွေမှာကျွန်တော်တို့အထူးခံကြရလေးတင်တယ်အဲ့တော့တော့ကျွန်တော်အဲ့ဒီအဲ့ဒီကိုအောင်လေးလေးတူနာမနေတော့တူတူဒီများဖိတ်ခေါ်တူတတင်းနေတူနာလိုက်တော့တူနာလိုက်ရင်လိုက်ရင်နေမှာဟိုတချင်လည်းမဆိုရသေးပါဘူးလူမတိတော့လေအဲ့လိုတွားရင်နေမှာတချင်လေးပါလေးဆိုရင်လည်းနည်းနည်းတိလာတော့ဗောအဲ့လိုတိလာရင်နောက်ပိုင်းကျတော့ဒီကျွန်တော်တို့အခု အဲ့တော့အခုလိုမျိုးအရန် Amplet Log ကတိတက်ဆန်တယ်တိတက်အရန်ဆန်တယ်အရန်လဲအဆင်ရှိတဲ့ Amplet Log ကပါတော့အမှ Amplet တစ်ချင်းလေးဟိုတပတ်မှာတရက်နှစ်ရက်လောက်စူစမ်းရင်းနဲ့တကယ်ချင်းတယောက်နဲ့အလားအဆောင်နေပေါ့အထင်ကမှအဆောင်နေနိုင်လားဟုတ်ကဲ့အရင်တော့အဲ့ဒီစီရိုကလည်းအိတ်တာကျောင်းထဲစီရိုအိတ်အညိုနေကြတော့မရှိလေအညိုအဲ့ဟုတ်တယ်ဟုတ်တယ်အမှတော်တော်လေးဟုတ်တယ်ဟုတ်တယ်တခါလေးအညိုဟိုဘယ်လိုပြောမလဲကျောင်းပေါ်ကြီးတလုံးနဲ့ဒီ နေအဲ့ဒီအစင်မပြေတော့အဲ့ဒီအဲ့တော့မွန်းလင်းဆိုင်နေရှိတယ်လေမွန်းလင်းဆိုင်ညထိုင်ခဲ့ရတဲ့ရက်တွေနဲ့ရှိတယ်အဲ့တချင်းလို့ဖို့ကတော်တော်ဝေးတော့ပါဘူးတဲ့။ဟုတ်ကဲ့။အမျိုးဖြတ်တန်းခဲ့ရင်လည်းဒီ2018 19လောက်မှရန်ကုန်မှာဒီလူတိတိလာအမိတ်ဆွေများလာတယ်ဒီဂီတလောကအတိုင်းမှာလည်းတိလာတာနဲ့ကိုယ်နည်းနည်းရက်တီလို့ရလာ။ဟုတ်ကဲ့။ရလာတဲ့အချိန်မှာတချင်းလို့တယ်2019မှာစထွက်တာပေါ့။ဟုတ်ကဲ့။ဟာထွက်တယ်။ဒါပေမဲ့အညူကြီးတော့အရင်ကတော့မပေါ့ဘူး။အဲ့တချင်းကတော့လည်းဒီအနုပညာဓာတ်လေးလောက်ပဲ။ သတိထားမိတယ်ညကြံခိုးဆိုတဲ့တခြင်းလေးဟုတ်ပီယန်နို only နဲ့ဟုတ်တယ်အခုအဲ့ဒီ empire မှာတီးနေတဲ့ cobos ကိုသူသူသူနဲ့တီးထားတာအဲ့လားလေးထွက်တယ်ထွက်ပြီးနောက်ကြာ2030 10 17လောက်မှာဟုတ်ပါ2021 2021မှာအဲတပုတ်ထထွက်ဟုတ်ဟုတ်တပုတ်ထထွက်တယ်အဲ့လားအချစ်ချင်းလေးပေါ့အချစ်ချင်းလေးထထွက်တယ်အဲ့လားကြတော့ဒီကိုကျော်စွာမြင့်တန်းတို့ရဲ့အဲ့ဒီအဲ့နေထုတ်တာပေါ့ online မှာပဲအဲ့တော့ဟုတ် ထုတ်ထုတ်ပြီးခါကြောက်အနောက်ပိုင်းကျတော့ဘာဖြစ်ချင်လဲဆိုတော့ကျွန်တော်ကိုဘန်လင်းနဲ့ကိုပေါ့ကိုဘန်လင်းနဲ့ကိုတွားချင်တယ်ပြီးတော့ဇီဇာနာမည်နဲ့မဟုတ်ပဲနဲ့ဘန်လင်းနဲ့တွားမယ်ဘန်လင်းနဲ့တွားမယ်ဆိုပြီးကျွန်တော်ဒီကျွန်တော်ဒီအမ်ဖလက်ဒီမှာကျွန်တော်တူတီးနေရပေါ့ပြီးတော့အဲ့ဒီမှာအထူးခြားတာကိုအောင်မြတ်တာဆိုတာကျွန်တော်ဒိုလုံးဘန်လေဟုတ်ကဲ့ပီယနိုလစ်ဒီအကူနဲ့သူနဲ့တီးခွင့်ရပြီးတော့ သူနဲ့သူဘန်လေးတစ်ဘန်ဖွက်တာပေါ့ဟုတ်ကဲ့အဲ့မှာသူကပီယန်နိုတီးမယ်ဘေ့စ်တီးမယ်ပေါ့ကျွန်တော်ကဂီတာတီးမယ်ဆိုးမယ်ဟုတ်ကဲ့ပြီးတော့အေးမင်းဆိုတဲ့တယောက်ကဒရမ်တီးတယ်အဲ့မှာကျွန်တော် way of line ဆိုပြီးတော့လေမူတာလမ်းမှာများဆိုပြီးတော့ဘန်လေးဖွက်လိုက်ဂီတာနာမည်နဲ့မတွားပဲအဲ့ way of line နဲ့တွားမယ်ဆိုပြီးတော့ကျွန်တော်ပြီးခဲ့တဲ့2024ရတချင်လေးတစ်ပုတ်ထွက်တယ်အဲ့မှာတက်မဆိုပြီးတော့ဒီလမ်းကြောင်းလေးကလည်းကျွန်တော်ကျွန်တော်အရင်ယူခဲ့တဲ့ဒီ ကျွန်တော်တောင်ကြီးဘက်ကအရင်ယူလေ alternative ပေါ့ဟုတ်ကဲ့အဲ့ဒီကျွန်တော်ရှေ့ရှေ့ကဆိုဒိုးလုံးလို့တဲ့အန်လို့ရှိရလေသူတို့အဲအမျိုးကျွန်တော်လည်းအရင်ကအမျိုးအတွေ့အတာရှိခဲ့တော့လေဟုတ်ကဲ့အဲ့ဒီ alternative ပုံစံလေးကျွန်တော်လုပ်မယ်ဆိုပြီးတော့တိုင်ပင်ပြီးတော့ကျွန်တော် တော့အခုအဲ့လာတွေလုံဖြစ်နေဟုတ်ကဲ့ပါဘာနာမည်လေးရောဘယ်လိုပေးထားလဲ way online way offline ဘယ်လိုဘာတူဟုတ်ဟုတ်မူဒလမ်းလမ်းမောင်ရပါဘူးဒါလမ်းမောင်ဟိုစီစာဖြတ်တန်းခဲ့ရတာကြောက်စရာကြီးတော်တော်ခက်ခဲရပါပဲနော်ဟုတ်အမျိုးပေါ်အဓိကတော့ကျောနေရအားနေချက်ကတော့ဘာလဲတော့ဒီမှာနေစရာပေါ့ဟုတ်ကဲ့ဘာကျောတခင်းစာအရန်ဟိုကျောတခင်းစာအတွက်ပူပင်ရတာခက်ခဲရတာပြည့်ရမလားဘာကျောအတိကျွမ်းမရှိလေလုံးဝအစိမ်းတက်လာတာအတိကျွမ်းမရှိတော့ဆယ်နှစ်လောက်ပေါ့နော်အဲ့လောက်ထိဒီမှာ ဟုတ်ကဲ့ညှုံနှံထားလိုက်ရတာပေါ့ဟုတ်ဒါပေမဲ့လေလေအဲ့ဂီတလမ်းကြောင်းပေါ်မှာရှောက်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကလုံးဝဂျိုင်မတော်အောင်နောက်ပဲဒီဇိုင်းပဲမဲ့ရှောက်တယ်ဆိုအဲ့စိတ်ခံစားချက်ကိုတကယ်ထူးဆန်းတယ်လေးလေးလေးစားတယ်ဟုတ်ဘောင်းဆိုတော့မနေနိုင်ဘူးညာပြင်မဆိုးရမပြရတော့မနေနိုင်ဘူးပြောမျိုးဖြစ်နေတော့အခုတော့နောက်ပိုင်းကကြောဒီအမ်ပလက်တွေပေါ့အဲ့နော်ထိုင်းမန်တွေအရင်ခက်စားလာတဲ့ချိန်မှာဟုတ်တယ်ညာဆိုတော့ ဆိုင်ဒီမှာဆိုဖြစ်ပါတယ်ခင်ဗျာပိုင်းရတော့ခုတော့မနောက်ကိုအစဉ်ပြေတဲ့ဘက်ရောက်သွားဟုတ်ကဲ့အမျိုးဟုတ်ထင်တယ်အမျိုးပဲထင်ပါတယ်ပြီးတော့အကိုရဲ့အရေးချင်းအကိုရဲ့အတန်ပါဝါအခုကျွန်တော်ပြောနေတာတွေအကုန်လုံးကမတည်သေးတဲ့သူတွေအတွက်ကြလို့ရှင်ဘာလဲသူဘယ်သူလဲဘယ်လောက်ဆိုနိုင်လဲလို့အခုကြည့်နေတယ်ခဏနေကြလို့ရှင်အဲကိုစီစာရဲ့အတန်ပါဝါသူဆိုတဲ့ပုံစံမျိုးလေးတွေကိုကျွန်တော်ခန်းစားကြည့်စေချင်တယ် ခန်းစားကြည့်ပြီးတဲ့အခါကျလို့ရှိရင်သူ့ရဲ့ထွက်လာမဲ့တခြင်းတွေအခွေတွေကိုလည်းကျွန်တော်တို့ဒီထက်ပိုပြီးအားပေးသိချင်တယ်အခုအနေနဲ့ YouTube channel တွေပါတယ်လောက်ထားပြီးတော့ရှိရပဲကျွန်တော်ဇီဇာနဲ့တော့မလောက်ထားပဲဒီ band channel တော့လောက်ထားပြီးတော့အဲ့ဒီတခြင်းတွေအလုံးကကျွန်တော်ကဒီမှာမဟုတ်ပဲ international stream မှာမှတ်ဖို့တင်ထားတယ်ဟုတ်ကဲ့ကျွန်တော်တခြင်းအခုတောင်းပုတ်ပြီးသွားပြီပေါ့တပုတ်ပဲထွက်တယ်နှစ်ပုတ်ကတော့ကျွန်တော်မျိုးဒီ 3လပိုင်း26ကျွန်တော်မွေးနေ့မှာတပုတ်ထွက်မှာလူမျိုးစားမျိုးတွေရှိတယ်ချင်းပုံစံမျိုးအဲဒီ grand ပေါ့နော်ဒီ alternative နဲ့ grand ပဲတွားတာပေါ့ဟုတ်ကဲ့ဘယ်လိုမျိုးလဲ grand ဆိုတော့ညီမအဲ့ဒါနဲ့တိတ်မင်းကြီးမယင်းကြီးလို့ဟုတ်တိတ်မင်းကြီးဆို alternative ကကြတော့ကျွန်တော်ကုတိုးလုံးလို့လေတဲ့လိုပုံစံအဲအဲ့မျိုးပုံစံတွေပါပဲဗျာဒီ user call လို့လေနိုင်ငံခြားဘဏ်ဆို call လို့ပါလို့ grand ဆိုတဲ့သဘောတရားကြတော့ညီမလေးอ่ะ ตัวกูกูไปชิมได้เออชิมได้ว่าเดี๋ยวว่าเดี๋ยวเราเนเน่ขัดเลยตัวนี้น้าเลยมาพอสิทธิ์แท้ชื่อดูว่าคือไอ้พ่นทอดตาบ่สนิทจะมาย้อนชิมมาไปมั้ยสนิทจะมาเอาเลยจ้ะเออเนี่ยเนี่ยแกรนด์ปัญญาตาป่าวอ่ะฮู้ตาบ่กูตีตั้วจ้ออู้ดีมาสู้ตั้วนี่จ้ะย้ายคว่บไปเลยว่ะเออสนิทจะมาย้อนไปมาย้อนไปชื่อแท้ชื่อมาတော့มาเลยตูสนิทจะมาเลยอ้าวเดี๋ยวๆ ဟုတ်ကဲ့ဒီလိုစားရရနော်အများကြီးပဲနော်အဲ့ထက်ကမှအဲ့လိုမျိုးအတိတ်ပဲတစ်ခုချင်းစီရှိနေကြဆိုတော့ညီမတို့ကမသိအောင်ဟုတ်ကျွန်တော်ကဒီဆိုင်းနေမှာပါညာဆိုတော့ draw တွေဆိုတာဟုတ်ကဲ့ draw ကတော့ဒါမဲ့ဟို draw ဆိုလဲရတော့ရဒါမဲ့ကျွန်တော်ပြန်စဉ်းစားတာပေါ့နော် draw နဲ့ဆိုမယ်ဆိုဟုတ်ပြီဒီ draw ကတော့နိုင်ငံမှာအရန်ဟုန်နေပြီလို့ထင်တယ်ဟုတ်ကဲ့ draw စီချောင်းရအရန်ကြီးခဲ့ပြီလေဟုတ်ကဲ့ပြီးတော့တေချာပေါ့တော့ကိုလေးဖြူလို့ ဟုတ်တယ်သူတို့တော့ဘလို့မဟုတ်ကဲ့သူတို့ဘလို့မသူတို့နောက်မရောက်နိုင်ဘူးဟုတ်ကဲ့ဘလို့မမရောက်နိုင်တော့စိတ်ထဲမှာတွေ့တာထဲမှာထပ်ပါတောင်းတတည်းလဲပေါ့မျိုးပြန်စစ်တော့ကျွန်တော်အဲ့ဒီကျွန်တော်ငငယ်တော့ရေးခဲ့တဲ့တခြင်းနေပေါ့အခုမှရေးတာမဟုတ်အခုလုပ်နေတဲ့တခြင်းနေအငငယ်တော့ရေးခဲ့တဲ့တခြင်းနေကိုကျွန်တော်ပြန်ပြီးတော့ပြန်လောက်တာပြန်လောက်ပြန်အဲ့ဒီတောင်ကြီးဘက်မှာကျွန်တော်နေတော့ဆိုအဲ့ဒီ order နေတဲ့ကျွန်တော်အရန်ယူရလေကျွန်တော်ဘက်ကအရန်ယူတော့ သူတို့အငွေတက်တွေပေါ့အမျိုးတကယ်ညာနာထောင်တော့အမျိုးတွေရေးဖြစ်တာအဲ့လိုလေးခံကိုတန်တယ်လိုက်ဖက်ရမယ်ဟုတ်လူချင်းတဲ့ပုံစံနဲ့မပြောက်ပါဘူးဟုတ်တယ်ဗျအမျိုးဒါဆိုတော့ဒီနေ့မှာရောအကိုအနေနဲ့ဖြောပြဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုသချင်းမျိုးလေးတွေကိုနှစ်ပုတ်လောက်ရွေးချယ်ထားလဲအဲအဓိကတော့ကျွန်တော်ကျွန်တော်ကိုယ်တိုင်လည်းအရင်အဲ့ဒီဘွားနဲ့ရင်းသားတဲ့သချင်းတစ်ပုတ်လေခုနပြောတဲ့ညချမ်းကိုဟုတ်ကဲ့ကျွန်တော်ညအခုလမ်းလုံးဝပျောက်နေတဲ့လူတယောက်ရဲ့ညမှာဖြစ်နေတဲ့ဥစ္စာကိုညချမ်းကိုဆိုတာဒီချမ်းကိုဆိုတာ ်တဲ့ကောက်လို့တင်ပြတော့ညာထရရနေရောကောက်လို့တင်ပြထားသည်ညာချမ်းကိုအဲအဲအဲ့ဒီလေးကိုကျွန်တော်ဆိုပြချင်ပါတယ်ဟုတ်ကဲ့ပါပြီးတော့နောက်တစ်ခုခါကျတော့ကျွန်တော်ဒီပကြတေးခင်ထွက်ထားတယ်ကျွန်တော် we all line ရဲ့ဘယ်နာမည်နဲ့ထွက်ထားတဲ့မိုတက်မဆိုတဲ့တခြင်းလေးပါအဲငငယ်တော့ဗျာကမလေးတွေမိကရန်လိမ့်တာပြောအညိုသူသူအချစ်တွေကမိုတက်နေပါကျွန်တော်လာအညိုလာမလိမ်နဲ့လာမယောင်စားနေပါကျွန်တော်အချစ်တွေလာမယောင်စားနေဆိုတဲ့ငငယ်တော့မှုပါဗျာနည်းနည်းတော့ မိန်းကလေးတွေကိုလည်းလူငယ်ဆန်တဲ့တချင်လေးပေါ့ဟုတ်ကဲ့အဲ့ဒါပြန်ပြောလာတာဟိုတက်မှာဟိုတက်မှာပါသူအချက်လူမှုတက်တာပြောမှာသူနှလုံးသားတွေအချက်တွေမှုတက်တာကိုပြောချင်တာအာဆာသားတွေတခြားလားဟုတ်ကဲ့အခုကိုယ်တိုင်ပဲကွန်ဖနီထားတာပဲဟုတ်ကဲ့ဗျအဲအဲ့ဒီအရင်တော့အဲ့ဒီညကျန်းကိုကတော့ကိုဘော့စ်ကိုနဲ့တိုင်ပြီးတော့ပီယာနို only တချင်လေးပေါ့သူကြတော့ဟိုအေးတယ်ဗျအနေနဲ့ အမျောပေါ့အမျောပေါ့ဒီမိုတက်မှာကတော့မှကြတော့ပန်စုံနဲ့ပေါ့အဲ့ဒါကြောင့်ကျွန်တော်ကိုယ်တိုင်တည်ကြတာကျွန်တော်ရေကောမြတ်တာအင်းမင်းဟုတ်ကဲ့ကျွန်တော်အဲ့ဆိုခန်းစားကြည့်ပါဟုတ်ကဲ့ပါနောက်ကဟုတ်စတူပါလေ